မင်္ဂလာပါရှင် MP Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာအက္ခဆောရဲ့ပညာသည်ဖွားဆောနဲ့ရေဘလူးဘောတော်ဆိုတဲ့စာစဉ်တစ်ကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ကျုပ်နမယာစီသူအင်းနမယာကိုလင်းလို့ခေါ်တယ်တက်ကြီးရဲ့လူကြီးတွေကတော့ကျုပ်ကိုချစ်စနိုးနဲ့ငလင်းလို့ခေါ်တာပေါ့ဗျာကျုပ်ကပဲခူးတိုင်းကဖရူးလို့ခေါ်တဲ့ရွာမှာနေတယ်ဒီအဖြစ်အပျက်တွေကကျုပ်တန်ဆယ်နှစ်ဝန်းကျင်ကဖြစ်ခဲ့တာဆိုတော့ ခုနှစ်တက်ကြွေအဖြစ်ပြောရင်2005ခုနှစ်ဝင်းကျင်လောက်ကပေါ့ဗျာကျုပ်တို့ရွာအဲ့ဒီတော့ရုပ်မဖြစ်သေးဘူးဗျရွာဖြစ်ပဲရှိသေးရွာဆိုပေမဲ့ရွာကြီးတင်ရွာပေါ့ဗျာရွာထဲမှာရက်ွက်6ရက်ွက်ရှိတယ်ဘုံကြီးကျောင်း9ကျောင်းရှိတယ်စာသင်ကျောင်းအထက်တန်းကျောင်းရှိတယ်ဈေးကြီးနဲ့ရှိတယ်ရေစခန်းတွေစေပေကန်းတွေလည်းရှိတယ်ရွာအလယ်ကနေကတရံလမ်းမကြီးဖြတ်တန်းဖောက်လုပ်ထားတယ်ကားလိုက်နေပါရီလည်းရှိနေပြီဗျကျုပ်တို့ရွာရဲ့အရှိတ်ဘက်ကိုဆက်သွားရင်ပိန်းစက်လို့ အဲ့ဒီရှေ့ဆိုရင်ရွှေကျင်ပေါ့တောင်ဘက်စီညောင်လေးပင်ဘက်ကိုရောက်တယ်။ရွာရဲ့နောက်ဘက်ဆိုရင်တော့ညိုချောင်းဆိုတဲ့ရွာရှိတယ်။ညိုချောင်းရွာရဲ့နောက်ဘက်မှာတော့ပကိုးရုံမှတောင်တန်းကြီးရှိတယ်။ကျုပ်တို့ရွာကနေရူးမောက်ဆိုရင်တိတ်ပြီးတော့မဝေးဘူး။ခုနောက်ပိုင်းရန်ကုန်မန္တလေးအမြန်နားမကြီးဖောက်တော့ညိုချောင်းရွာနားကနေဖြတ်ဖောက်သွားတဲ့အတွက်အရင်အထက်ဆိုင်အများကြီးသွားရလာရလွယ်ကူသွားပြီ။အရူရွာနားမှာရွာပေါင်း16ရွာရှိတယ်။အဲ့ဒီရွာတွေကရန်ဝယ်ဖောက်ကားကျင်တဲ့လူတွေကကျုပ်တို့ရွာကိုပဲလာရတာဆိုတော့ စွာစီကားတာတော့တော်စီကားတယ်အရင်ဆုံးကျုပ်ကြောင်းစပြောမယ်ဗျကျုပ်ကမွေးတရတေးသေးနေဗျချူချာလိုက်တာလည်းပြောမနေနဲ့ယောဂထူတော့လူကလည်းပိန်လိနေတာပေါ့ကျုပ်ဖေနဲ့မီးကအရင်ကဖရုမမနေဘူးဖေနဲ့မီးကတင်းလုပ်ငန်းလုပ်တဲ့လူလေးဆိုတော့တစ်ထွက်တဲ့လောက်ွက်တွေယူမာရီကတစ်ထုပ်စကန်းဒီမှာနေတာကျုပ်ချူချာလွန်းလို့နောက်ဆုံးကျုပ်ဖွားတင်းလုပ်ွက်ထဲကိုလိုက်လာတယ်ကျုပ်ဖွားနေမီးကမတင်ငွေတဲ့ဒုတိယကဘာစစ်ဖြစ်တော့အဖွားရဲ့မိဘတွေတိတ်ဆုံးကုန်တယ် အဖွားကကရင်မကြီးတယောက်ကမွေးစားပြီးတမီးရင်တယောက်လိုမွေးလိုက်တော့အဖွားကကရင်စားကရင်စကားတက်သွားတော့တယ်လူကလည်းဖြူဖြူအရက်ကလည်းပူပူဆိုတော့မသိရလူဆိုရင်အဖွားကကရင်လိုပဲထင်တာဗျဘလူရွာမှာအဖွားကမကရင်မလို့ခေါ်ကြတယ်အဖွားကဖေတို့တင်းလုတ်ွက်ကိုရောက်လာပြီးတော့ကျုပ်ကိုကြည့်ရင်တော်တော်စိတ်မကောင်းဖြစ်သွားတယ်ခုလာရတာလဲကျုပ်ကြောင့်လာရတာတဲ့အမေနဲ့ကျုပ်နဲ့ကဓမ္မတဲဦးလို့ဖွားဆိုကဟောတယ်ဆိုပဲအဲဒါကြောင့်ကျုပ်ခုလိုပိန်ချုံပြီး ယောဂထူနေတာလေဗျာကျုပ်သက်သုံးနှစ်မှာကျုပ်ခန္ဓာကိုယ်ကတနစ်ခွဲအရွယ်တော့ပဲရှိရဲဆိုပဲအဖွားအမိစီကနေကျုပ်ကိုပြန်ဝေတယ်စရိသဘောမျိုးစံတပြီငွေတမက်နဲ့ဝေလိုက်တာဝေပြီးတော့အမေတို့နဲ့တင်းတို့ကွက်ထဲမှာမထားတော့ပဲသူနေတဲ့ဖလို့ရွာကိုကျုပ်ကိုခေါ်သွားတယ်အဲ့ဒီချိန်ကစပြီးကျုပ်ကဖလို့သားဖြစ်တော်တာပဲထူးဆန်းတာတကူကအဖွားကျုပ်ကိုလည်းဝေပြီးသွားရောအရှင်ကဖြစ်နေရဲ့ယောဂတွေအကုန်လုံးပျောက်ချင်းမလားပြောက်ကုန်ပြီလူကပုံမှန်ပြန်ဖြစ်လာတယ် ယောဂကင်းသွားတော့အစာအိမ်ဖက်လာပြီးငကူကလေးတယောက်ပုံစံပြန်ဖြစ်သွားတယ်။အမေတို့ကလည်းပျော်တာပေါ့ဗျာ။တိကွက်ထင်ရလူတွေဆိုရင်ကျုပ်တနောက်ထိအသက်ရှင်နေမယ်လို့ထင်ုံမထင်ထားဘူးတဲ့။အမေတို့နဲ့ကျုပ်နဲ့တမ်းမတည့်တာဖြစ်ချင်းဖြစ်နိုင်နေဗျ။အဲ့ဒါလေဖွားကိုဖွားစောလို့ခေါ်တဲ့ဖွားတယောက်ကတွက်ချက်ပြီးအကြံပေးလိုက်တာဆိုပဲ။ဖွားစောကအာယုံခံပြီးတော့ဟောတာဗျ။သူပြောတာကမကရင်မကြီးနေမြေတော်တည်တိုင်းထိုင်တက်ရှိဖို့မမြင်ဘူး။ ဒီကလေးကမိခင်ဖခင်နဲ့တက်မတက်ကိုဖြစ်နေတယ်။နင်းသွားပြီးကလေးကိုတောင်းဝယ်ခဲ့။သူတို့နဲ့မထားဘဲနင်းမဲ့မွေးထားလိုက်။ဒီလိုမှမလုပ်ရင်ဒီကလေးသက်ဆိုးရှည်မှာမဟုတ်ဘူး။ဒီလိုပြောလိုက်တာတဲ့။ဘွားဟုတ်လိမ့်နူးနူးနဲ့လာရင်တိတ်ခွက်ကိုရောက်မှကျုပ်ဖြစ်ကိုတွေးပြီးအံ့ဩနေတယ်။မိတို့ကအလုပ်တစ်ဖက်နဲ့ဆိုတော့ဘွားစီအဆက်အသွယ်တိတ်မလုပ်ဖြစ်ဘူး။ကျုပ်ယောဂါရီဆွဲပြီးပိန်လီနေတာကိုလည်းဘွားကမသိဘူး။ဘွားဆိုဟုတ်လိုက်လို့သာရှုံတဝက်မရုံတဝက်နဲ့လာခဲ့တာတဲ့။ဘာပဲဖြစ်ဖြစ် ကျုပ်ဖွားရောဖွားဆိုပါကျုံရဲ့အသက်တခင်ကျေးဇူးရှင်တွေလို့ပြောရင်မှားမယ်မထင်ဘူးဗျအဖွားဆုံးဆိုတာကျုပ်ဖွားနဲ့ငယ်တငယ်ချင်းတွေကြောင်းနဲ့တောင်လည်းတိတ်ခင်နေအဖွားပူပူဝဝဆိုပြီးမှဖွားဆိုကပိန်ပိန်ပပပဲသပင်းရှည်ကြီးကိုပြီးတဲ့ချောင်းနဲ့ဘီစပတ်ထုံးထားပြီးငယ်ရင်းနားမှာတစ်သားပြီးနေတဲ့ချောင်းအမြဲစိုက်ထားလိရှိတယ်အောက်ကချွေးကန်အင်ဂျီဝစ်ပြီးပုံကနေရှင်ဘုံအင်ဂျီနဲ့ရှိကိုခက်ပါပါလေးဝစ်လိရှိတယ်တနကားချီဆုံးကောင်းဆုံးနဲ့ အမြဲတမ်းပြန်အောင်နေရတဲ့ဖွားကြီးကျုပ်ကလည်းတိတ်ချစ်တယ်။ကျုပ်ကဖွားနှစ်ယောက်ရဲ့လက်ပေါ်တွင်ကြီးပြင်းလာရတယ်လို့ပြောလို့ရတယ်။ဖွားဆိုးကတမ်းမီနှစ်ယောက်ထဲနေတာ။သူသမီးကလည်းပြိုကြီးပဲ။သူတို့ကချမ်းလေးချမ်းသာတယ်။ကာလန်ပင်နာမှာချမ်းကြီးဝင်းကြီးနဲ့နေတာ။အိမ်ကြီးရခိုင်ဆိုရလို့ကျွန်းတစ်တွေနဲ့စောက်ထားတယ်။လေးပင်သုံးခန်းအိမ်ကြီးအကြီးကြီးပဲ။သားရီမြေးရီမရှိတဲ့ဖွားဆိုးကကျုပ်ကိုမြေးရင်တယောက်လိုချစ်ရှာတယ်။ကျောက်ကတော့တိတ်မတန်တော့ဘူး။အပြင်းသွားရင် ဝါတံဝေးလေးနဲ့ထောက်ထောက်ပြီးသွားရရှာတယ်။ဒီတော့ဘွားဆုံးကအသက်60ကျော်ပေါ့။ဘွားအသက်60နီးပါးပဲရှိသေးတယ်။အဖွားဆုံးကလူတွေကပညာတက်တယ်လို့ပြောကြတယ်။ဘာပညာလဲဆိုတော့ကျုပ်လည်းမပြောတတ်ဘူး။ဘွားဆုံးကလူတန်းတွေဆိုလည်းလောက်တာပဲ။ကျုပ်ကိုရှင်ပြူရန်ခံပေးခဲ့ရလဲဘွားဆုံးပဲ။အေးဒါပေမဲ့ဘုန်းကြီးကြောင်းတော့မသွားဘူး။ဘွားဆုံးကဘေးရင်ဟောတယ်။ပယောဂါတွေဘာတွေဝင်တာအပမိရဆိုရင်ထုတ်ပြီးတယ်။ကျော်ထဲမှာဘိန်းတော်ဆရာတွေဘာတွေမနိုင်တော့ဘူးဆိုရင် ွားစိုးစီကိုခေါ်လာကြတာပဲရဲကြီးရွာကြီးဆိုရင်လေဘွားစိုးအမြဲပါတယ်ရွာကန်လူကြီးတွေကလည်းဘွားဆန်းကိုရက်မိရက်ဖတ်လို့သဘောထားပြီးဆွေးနွေးတိုင်ပင်နေလူကလည်းပြည့်ပြည့်စုံစုံနဲ့ညီနိုင်တဲ့လူဆိုတော့သူတို့ကတော့သလောက်ပဲယူတယ်ကျူကလည်းဘွားစိုးကိုစုံမကြီးလို့ပြောကြပြန်တယ်ကျုပ်ကတော့မယုံပါဘူးဗျာစုံမတွေဆိုတာစိတ်ထားပုတ်ဆက်တဲ့လူတွေလို့ပဲသိထားတာမို့လားဘွားစိုးကစိတ်ထားသိကောင်းတာဆိုတော့စုံမတော့မဟုတ်တော့ဘူးဆိုပြီးကလေးတွင်းနဲ့တွေးမိတယ် ဟောဆိုပညာတတ်တယ်ဆိုတာကျုံမျက်မြင်စကြုံတာကျုပ်သက်ခုနှစ်နှစ်လောက်မှာဗျဘယ်လိုရွာရဲ့နောက်တောင်ပန်းသားမှာဖိုးနိုးရွာဆိုရွာတရွာရှိတယ်အဲ့ဒီရွာမှာဖွားရဲ့ကိုတယောက်ရှိတယ်ဦးတီဟာလို့ခေါ်တယ်ဖွားတော်ကရှေ့ကပြောခဲ့တယ်လို့ဂျပန်ခင်မှာမိဘတွေတည်သွားတော့မောင်နှမတွေကိုဟိုနူခွန်မွေးဒီနူခွန်မွေးနဲ့တကွဲတပြားဖြစ်ကုန်တာပေါ့အဖွားရဲ့အကိုကြီးဆုံးကမူကောက်ချင်းလို့ခေါ်တယ်သူကဓာပီးထုတ်ပြီးတနက်ပီးရန်လူတယောက်ဂျပန်မျိုးမကြည်နဲ့လို့ ဂျပန်တက်ကိုတယောက်တည်းတော်လန်နဲ့တကူတော့တော်လန်ရေးတမကြီးတယ်ဗျာဒါမှတော့အဲ့ဒီဘူကောက်ချိတ်အကြောင်းနောက်မှပြောပြမယ်ဥတီဟာဆိုတာဘူကောက်ချိတ်ရဲ့အောက်ဖွားရဲ့ထက်ကပေါ့ကျုပ်တို့သွားလေတော့ဥတီဟာအသက်80ကျော်ပြီဖိုးနှိုးရွာနဲ့ကျုပ်တို့ရွာမနီမဝေးဆိုတော့လိန်ငါပြီးသွားကြတယ်မနဲ့သွားရင်ညနေပြန်ရောက်တယ်မနဲ့စောကြီးရွာနေဖရဲသီးတွေစားစရာတွေတဲပြီးတော့သွားတယ်ကိုရောက်တော့စားကြတောက်ကြပေါ့ဗျာညနေ9နာရီလောက်ရောက်မှရေဖွားနေအောင်လှင်းနေပြန်ခဲ့တယ် လျှက်ရွာသူများလေးကိုငှားလာတာဖြစ်ချင်တော့ပြန်လဲမှမိုးတွေရွာပါရောဒီကြားရဲ့လျှက်နုံနစ်နေသေးပုံမှန်တနားရီနှစ်နာရီလောက်ပဲသွားရရဲ့လားခုတော့သုံးနာရီလောက်နေပါကြတယ်ကျုပ်တို့ရွာကိုပြန်ဝင်တော့ညခုနှစ်နာရီကျော်ပြီကျုပ်ကကလေးဆိုတော့ဘက်ကလေးစားအိတ်ကလည်းအိတ်ချင်တာပေါ့ဘွားအိမ်မပြန်တော့ပဲဘွားစုံးအိမ်ကိုဝင်မင်းလို့ပြောတယ်ဒီချိန်အိမ်ပြန်ရောက်မှသမီးကိုချန်ဟင်းကိုချန်ညနေမှစားရမှာလေဘွားကြံအတိုင်းအိမ်ကိုတန်းမပြန်ပဲ ဖွားစောတို့အိမ်ကိုဝင်ခဲ့ကြတယ်။မိုးရီစုလာတော့ဖွားစောအိမ်ကိုရောက်မှရီရီချိုးဝစ်စားလဲကြတာပေါ့။ကျုပ်ကတော့ရီမချိုးပဲဝစ်စားပဲလဲတယ်။ဖွားစောအိမ်အပေါ်ထက်မှာနန်းရံလေးမှီပြီးတော့ငိုက်နေတာပေါ့ဗျာ။အဖွားကရီချိုးနေတော့မေဖွားစောကကျုပ်တို့မြေးဖွားစားဖို့ဆိုပြီးသမင်းပွဲပြင်ပေးတယ်။တစ်သားသမင်းစပွဲဝိုင်းကိုကျုပ်ထိုင်နေတဲ့ရှင်နာမှချပေးပြီးတော့အင်းရောက်ကနေဟင်းခွက်တွေတဲပြီးခုံပေါ်လာလာချတယ်။ကျုပ်ကငိုက်နေရဲဆိုပေမဲ့အိမ်နေရာတော့မဟုတ်ဘူးဗျာ။ ။ထမင်းစားပြီးမှအိတ်မယ်လို့ဆုံးဖြတ်ထားတာ哦။ဘွားစောကအိမ်မော်ကိုတက်လာရင်လက်ထဲမှာပကံလုံးလေးတစ်လုံးကိုင်လာတယ်။တွေ့ပကံလုံးထဲမှာငရံသားပေါက်လက်ညိုးလောင်လေးတွေကိုအကျို့ကျော်ထားတဲ့ငါးကြော်လေးတွေထည့်လာတယ်။ကျုပ်ရှိရာတစ်သားစပွဲဝိုင်းမှာငရံကျော်ပကံကိုတောက်ကနေချပြီးကျုပ်ကိုတစ်ချက်လှည့်ကြည့်သွားသေးတယ်ဗျ။နောက်ထပ်ဟင်းတွေတည်ဖို့အတွက်အင်းအောက်ကိုပြန်ဆင်းသွားပြန်ရော။အိမ်မော်မှာကျုပ်ကလွယ်လို့ဘသူမှမရှိဘူး။ဒီအချိန်ဘာဖြစ်လဲဆိုတော့ငရံကျော်လေးတွေကအသက်ဝင်လာတယ်လို့ပဲ။ ခေါင်းခါခါအမိခါခါနဲ့ဖြစ်ပြီးပကံထဲမှာတစ်ဖြက်ဖြက်နဲ့လူးနေတာတချို့ငါးတွေကစက်ကနေစက်ကနေထခုံလို့စပွဲပေါ်တော့ပြုတ်ကြကုန်တယ်။ငါနေရဲ့ကြုံလေးငါးလေးတွေခုံပေါက်နေရကြည်ရင်မျက်လုံးတွေပြုတ်ကျဲလာတယ်။အဖွားကရေချိုးပြီးအိမ်မောတက်လာတော့မှကျုပ်အသက်ကုန်အော်တော့တာပဲ။အဖွားကအနားရောက်လာပြီးကျုပ်ကိုဖတ်ထားတယ်။ဟဲ့ငလေးနင်ပါဖြစ်နေအောင်။အဖွားဟုတ်ဟိုစပွဲပေါ်ငါးကြော်တွေကအသက်ဝင်ပြီးခုံနေရဲ့ဗျ။ငါမြည်ရဲ့ငါးကြော်စုမှအသက်ရှိပါမလား။ ဘာမှလည်းမခုံးမောင်းကျုံမျက်လုံးမရေတရေဖွင့်ကြည့်တော့မှငါးကြော်ကြီးပြန်ဖြစ်နေစပွဲပေါ်မှာလည်းငါးကြော်လေးပြန်ကျဲလို့ဘွားကတခုခုတော့တိပုံရှာတယ်မပြီးရခွက်ကင်ပြီးတက်လာတဲ့ဘွားစိုးကိုလည်းမြင်ရောအစိုးရဲ့ငါမျိုးကြောက်မလုပ်ပါနဲ့ဘွားစိုးကတခိခိနဲ့ရှိတယ်အေးပါဟဲ့ငါသူ့ကိုချင်လို့ကြည်စင်လိုက်တာပါဘာမှမဖြစ်ဘူးဘာမှမကြောက်နဲ့ဟုတ်ပြီလားဘွားစိုးကငါးကြော်လေးတွေကိုစပွဲပေါ်ကပြန်ကောက်ပြီးပကံလုံးနဲ့ထည့်တယ်ကျုပ်ဖြင့် ။ထမင်းစားတော့ငါ့ကြောင့်မစားရဘူးဗျာ။ငရဲ့ကောင်လေးတွေကမျက်လုံးပြူးပြူးနဲ့ကြုတ်ကိုဝိုင်းကြည့်နေတယ်လို့ထင်နေရတယ်။ဒါရီစားပြီးဘက်ထဲမှာတက်ဝင်လိုက်ဒုက္ခပဲလို့တွေးမိတာ哦။ဘဲဥကြောင့်နေပဲထမင်းကြိတ်စားရတယ်။ဘွားတော့ငါ့ကြောင့်ရယူစားတာပေါ့။ဘွားဆိုတော့ကြုတ်ဖြစ်ကိုကြည့်ရင်ပြုံးစီစီနဲ့။အဲ့ဒီတွေကဘွားဆိုပညာတွေတက်တယ်ဆိုတာကြုတ်လက်ခံသွားတယ်။ဘာပညာလဲတော့မသိပေမယ့်။ဘွားဆိုကိုကြုတ်ချင်လို့စားနောက်ခဲ့ဖို့ကတော့ရှိတယ်။ကျုပ်တဲ့ခုနှစ်ရွယ်မှာ ဘောစောရဲ့ပညာတွေနဲ့စပြီးတော့တီးခဲ့တယ်ဆိုပါတော့ဗျာနောက်ပိုင်းကျတော့ဘောစောရဲ့ပညာရက်တွေကိုပို့ပြီးထဲထဲဝင်ဝင်တီးခဲ့တယ်ဆိုပါတော့ကျုပ်တို့ချမ်းလေးကတရက်ကွက်ရဲ့အဆုံမှရှိတယ်အဲ့ဒီနေရာကိုကိုတိရက်ကွက်လို့ခေါ်တယ်ရောပြင်းနာနည်းနည်းကြပြီးတော့ချမ်းကျဲကြီးတွေကြီးပဲရှိတယ်ဘွားချမ်းတော့ဥကျဲတယ်ချမ်းထဲမှာလည်းတီးပင်စားပင်တွေစုံပဲမလကပင်တွေဆိုရင်တစ်နှစ်ပတ်လုံးနီးနီးတီးကြတာဒါပြင်တရက်သင်းမောနနက်စရည်ရာသီပေါ်တီးနံတွေလည်းရှိတယ် အဖွားကစိုက်ပြိုးတာဝါသနာပါတော့ဘူးစင်တွေဖယုံစင်တွေခဝဲကျင်းကင်းကပင်လင်းငွေသီးတွေစုံလို့ပေါ့ဗျာကျုပ်တို့မြေးဖွားတော့ခြံလေလောက်မှာတစ်သားအိမ်လေးဆောက်ပြီးတော့နေတယ်ကျုပ်တို့အိမ်ရဲ့ခြေရင်းဘက်မှာအဖွားသမီးအငယ်ဆုံးဒေါ်သေးနဲ့သူ့ယောက်ျားဦးနေထွန်းတို့နေတယ်ဦးနေထွန်းကကုန်ကန်းပေါင်းတဲ့လူဆိုတော့အိမ်မှာမရှိတာများတယ်ပုံမှန်ဆိုရင်တော့ကျုပ်တို့ခြံလေမှာအဖွားရဲ့ကျုပ်ရဲ့အဖွားသမီးဒေါ်သေးရဲ့အတူတူနေထိုင်ကြတယ်ကျုပ်တို့ခြံရဲ့ခေါင်းရင်းဘက်မှာတော့ ျုပ်တငယ်ချင်းနိုင်လင်းရဲ့အိမ်ရှိတယ်။သူနဲ့ကျုပ်ကရွယ်လူပဲဆိုတော့တူတူပေါင်းမိတယ်။နိုင်လင်းအဖေနဲ့မယားဥတင်ထုံးနဲ့ဥတင်ထုံးကအချိန်မြင့်အရက်တောင်းနေတဲ့အရက်သမားကြီးတယောက်။အရှင်ရတော့ကောင်းရောင်းကောင်းဝယ်လဲထုံရှာလို့လှုပ်ရှားတဲ့သူပေါ့။နောက်ပိုင်းခြေစင်းနဲ့စင်ကောင်းအောင်ဆိုပြီးအရက်တောင်းမိရာနေအရက်ကသူ့ကိုနိုင်သွားတော့အာလုံးမမလှုပ်ပဲနေနေညာညာအရက်ကြီးတောင်းနေတော့တာ။ဥတင်ထုံးရုပ်ကြီးကလည်းကြောက်စရာကြီးပြန်။အရက်တွေတောင်းလုံးလို့ညနာတွေကဖောင်းကားနေတယ်။စပင်းရှိကြီးကလည်းပုတ်တိုက်ကြီးကြားလို့ လူဟာပိန်ပိန်ပပဆိုပေမဲ့ဘိုင်ကြီးကပူပြီးဖောင်းနေတာသူကတော့ဥတင်ထုံယူငငယ်လေးကကြောက်တာဗျာဘွားတို့ကကြုတ်ကိုပြောဆိုမရရင်ဥတင်ထုံနဲ့ခြောက်ထားတာဆိုတော့ငဲကြောက်ကြီးလို့ပြောရမယ်ဥတင်ထုံကလမ်းသွိုင်းကျုံနဲ့တွေ့တာနဲ့ကျုပ်ကိုဖမ်းဆားပြစ်မယ်ခြောက်ကဆွဲပြီးကင်ပေါက်ပြစ်မယ်လို့ခြောက်တယ်ငငယ်လေးကကြောက်ခဲ့ရတော့ဥတင်ထုံကိုတွေ့ရင်ကျုံကအလူလူကြောက်နေမိပြီးသားဗျာနိုင်လေးကစင်းရဲရှာပါတယ်အဖေကအလုံးမလုပ်တာဘွားကတန်းတာတော့အိမ်မှာပဲခေါ်ထားတယ် နိုင်လင်းကကျုပ်တို့အိမ်မှာပဲနေတာများတယ်။ဥတင်ထုံးကတော့တခါတလေဆိုရင်အိမ်ပြန်မအိပ်ပဲလမ်းဘေးမှာလဲကျနေတတ်တာဟုလူတွေပြောတာတော့ဥတင်ထုံးကြီးကရက်ကိုတရတိုင်းတော့မတောက်တော့ဘူးတဲ့။ရက်ကိုရေမရောပဲတောက်တာတော့ပြောလို့ဆိုပြီးနဖာကြီးကိုခွက်ပြင်မှာကဲ့ပြီးတော့တောက်တာလေဗျ။သူများပြောတာတော့နဖာကြီးကိုအိမ်ကိုကဲ့တောက်ရင်ဘလို့မှမနေနိုင်အောင်မူးလေဆိုပဲ။ဥတင်ထုံးကတော့တောက်လိုက်တာမှကိုနဖာကြီးကုန်ရင်တော့သူများနဖာကြီးရှာပြီးကဲ့တောက်တာလေဗျ။ အရက်တိတ်တော့တဲ့ဥတင်ထွန်းရအရက်ကြောင့်ပဲမကြခင်မှာတေးရှာပါရောတေးတာတော့မှအရက်ကိုအသက်ကုန်တောက်ပြီးတေးသွားတာဗျရင်ခွဲကြည့်တော့သူ့ရဲ့ဥကလီစာတွေအကုန်လုံးကဘောလုံးတွေလိုဖောင်းကားနေတယ်တဲ့ဒါနဲ့နိုင်လင်းတို့အိမ်မှာနိုင်ရင်လောက်ကြတာပေါ့လူတွေကတော့ဒီလိုအရက်သမားတယောက်တေးသွားတာခက်ကောင်းကောင်းလို့ပြောကြတယ်ဒါပေမဲ့ကြောက်ထွက်တော့မကောင်းပါဘူးမတေးခင်တည်းကကြောက်ကိုကုတ်ချိုးစားမယ်အစိမ့်လိုက်ကြိုက်စားမယ်ဆိုပြီးချောင်းလန့်တက်တဲ့ဥတင်ထွန်းရခုတော့တေးသွားရှာပြီမို့လား မတော်လို့တစေတရေဖြစ်ကျုပ်ကိုလိုက်ချောင်းနေမှာပဲဆိုတဲ့အသိနဲ့လန့်နေမိတယ်။ဦးတင်ထုံးအလောင်းတော်သွားမကြည့်ရအောင်ကြောက်နေမိတာ။အဲ့ဒီတော့ကကျုပ်အသက်၁၀နှစ်ပဲရှိသေးတာဟုတ်ဖြစ်ချင်တော့အဲ့ဒီညမှာပြဿနာတက်တာပဲ။နေ့လျာအဖွားတုတ်ကျတဲ့တရေသီးတုတ်တွေကိုစားကောင်းကောင်းနဲ့အတကုံစားထားရဲ့ကျုပ်ဘက်ကညရောက်တော့တစ်စကန်းထတော့တယ်။ညကတိတ်တော့မနဲ့သေးဘူး။ခုနှစ်နာရီလောက်ပဲရှိအောင်မေ။အဖွားဖျားဝတ်တက်နေတယ်။နိုင်လင်းတို့အိမ်မှာလဲလူသူတွေနဲ့စီကားနေတော့ ကျုပ်စိတ်ကိုတင်းပြီးအင်သာစီအမြန်ပြေးတယ်။အရင်ကဆိုရင်အိမ်မှာဒေါ်သိန်းရှိတယ်တဲ့။အဘွားမအားရင်အင်သာကိုဒေါ်သိန်းခေါ်သွားနေကြ။အခုဒေါ်သိန်းကသူ့ယောက်ျားဦးနေထွန်းပြန်ရောက်လာလို့ချင်းရင်အိမ်မှာရောက်နေတဲ့အချိန်အင်သာလည်းမသွားလို့မရတော့ကိစ္စထိဝါရောက်နေပြီ။တော့ရအင်သာဆိုတာအိမ်နဲ့ခက်လန့်လန့်။ဟိုချန်နောက်ဘက်မှာတွန်းဆောက်ထားတဲ့ကြတာ။တွားတော့ကဘာမှမသိပေမဲ့အင်သာတက်နေရင်းနဲ့မှငါ့ကိုဦးတင်ထွေးနှာချောက်ရင်ဘယ်နဲ့လုံမလဲဆိုပြီးကြောက်လာမိတာပဲ။ ကျက်သိန်းတွေတကူလုံးထပြီးခေါင်းနှပန်းကြီးနိုင်ဒီအချိန်ဘာဖြစ်လဲဆိုတော့အိမ်သာနောက်ဘက်လှေလံချောင်းနာနေချောင်းဝတ်တန်ကြားရတယ်ကျုပ်တို့အိမ်သာနောက်မှာလှေလံရှိတယ်လှေလံရဲ့ဟိုဘက်မှာတော့လေကွင်းပြင်တွေပဲရှိတော့တာတောရွာချန်ဆိုတာချန်လုံးပြည့်စီးဦးမကားနိုင်ဘူးလှေလံကနေလှမ်းကူးနိုင်ချန်လေးကိုရောက်တာပဲငကူတွေကကြောက်နေရဲ့ကျုပ်ချောင်းဝတ်တန်ကြားတော့တုန်တက်သွားတယ်တယောက်တည်းငြိမ်ပြီးနားထောင်နေအောင်နှာခေါင်းနဲ့အနက်တစ်ခုရှာတယ်ဘာနဲ့လဲဆိုတော့ ဥတင်ထွန်းကြီးနဲ့တွေ့တိုင်းရှားတတ်တယ်။ချင်းစုပ်စုပ်ကူနဲ့ရင်အရှက်နဲ့ရင်ရောနေတဲ့အနံ့မျိုးဗျာ။ဒီနဲ့ရတဲ့ဟာဥတင်ထွန်းငါ့ကို၆ပီးဆိုပြီးတော့တိနိုင်ပြီ။မကြပါဘူး။အင်သာဘေးနာနဲ့ရအောင်။ရေကြီးခဲကြီးလာမှန်းတယ်။ဘရောဘရောနဲ့တတုပ်ပြီးတတုပ်ကြလာ။သုံးလေးခါလောက်ကြလာပြီးတော့ကျုံနဲ့တီးမခံနိုင်တော့။တင်သားရဲမထွက်ရဲတာနဲ့အဖွားကြောင့်တက်ကုံအော်ခေါ်ရတာပဲ။ကျုပ်ဘနောက်တောင်အော်ခေါ်လိုက်ရလဲမမှတ်မိတော့။နောက်တော့လူတယောက်တဖုတ်ဖုတ်နေပြေးနေတယ်။ လင်းသားကလာဖွင့်နေလို့ကဒေါ်သေးယောက်ျားဥနေထုံး။ "तू ကကျုပ်ကိုဘာဖြစ်လဲမေးတယ်။ဥတင်ထိုးရင်ကျုပ်ကို၆လမ်းနဲ့ကြောင်ပြောရင်ရေစာခဲကြီးပြတော့ဥနေထုံးတော့တော်အံ့ဩသွားတယ်။ဒုတိယရောက်လာတဲ့သူကအဖွားပေါ့ဗျာ။အဖွားကိုတွေ့ရနေကျုပ်ဖက်ပြီးတော့ငိုတာပဲ။အဖွားကကျုပ်ကိုအိမ်ခေါ်သွားပြီးတော့ပရိတ်ရေတွေပါရေးတိုက်တော့မှစိတ်ထင်းနေနေနေလို့ကောင်းသွားတာ။အေးဥနေထုံးကတော့လမ်းလျှောက်တာထုံးနေထုံးနေဖြစ်နေတယ်။အဖွားကဘာဖြစ်တာလဲမေးတော့ကျုပ်အော်တန်ကြလို့အင်းသားစီကိုပြေးနေရင် ။လမ်းကကိုကိုပဲအမြင့်နဲ့ခလုတ်တိုက်မိတာတဲ့။ကျွန်တော်ခောက်လဲမလို့ဖြစ်သွားတယ်ဆိုပဲ။မောင်ကြီးမဲကြီးရဲ့ပြည့်ရတာဆိုတော့ခလုတ်တိုက်မိတာဖြစ်မှာပေါ့ဗျာ။ပွားတော်ဦးနေထွန်းလိမ့်မှုပြုတ်စီပလင်းလေးပေးလိုက်တယ်။တုံးကလူတွေအတွက်တော့ဒီခလုတ်တိုက်တာတော့တော့မှုမနေပါဘူး။ဦးနေထွန်းကတရက်လောက်ပဲနေတာ။နောက်ရကြတော့ကားပြန်လိုက်ရမယ်ဆိုပြီးပြန်သွားပါရော။ဒေါ်တေးကကြောက်ကြောက်မှန်းသိလို့အိမ်မှာလာနေပေးတယ်။ဦးတင်ထွေးကြီးမြေချပြီးတဲ့အထိကျုပ်အိမ်သားတယောက်ချင်းမသွားရင်သုံးလေးရက်လောက်ကြာတော့ ကားဆွဲသွားတဲ့ဥနေထုံပြန်ရောက်လာတယ်။ပုံမှန်ဥနေထုံကားထွက်ရင်အနည်းဆုံးတော့တပတ်စီရဲ့ကြာတတ်တယ်။ပြန်လာမယ်ဆိုရင်လဲစားရီပါရီရှိလူကြုံနေပါရီနဲ့တရင်ပါနေကြ။အခုလိုကောက်ခံခင်ကပြန်လာတော့ကျုပ်တို့ဖြင့်ထူးဆန်းနေတာပေါ့။အိမ်ရောက်လို့ဝိုင်းပြီးတော့မှခြေောက်ကမတက်တာလို့ပြန်လာတယ်လို့ပြောတာ။သူခြေောက်ခောက်လဲတဲ့နေရာမှာအညူရောင်ကွက်ကြီးတစ်ခွက်ဖြစ်နေတယ်။အဖွားအကျော်ထိသွားတာနေမလို့ပြောပြီးဗမာဆရာနဲ့ပြဖို့ပြောတယ်။ဒီတော့ကျုပ်တို့ရွာမှာအယိုးကျော်တိတ်နိုင်တဲ့ဗမာဆရာကြီးတယောက်ရှိတယ်။ ဘလောက်တောင်ကောင်းလဲဆိုရင်ဟိုရန်ကုန်ကတော့အဲ့ဒီဆရာကြီးစီမှာလာပြီးတော့ကုရတယ်။ကျုပ်ငငယ်ကမလကတီးတက်ခုရင်ပင်ပေါ်ကလိမ့်ကြလို့လက်ကျိုးဘူးတယ်။ဒီဆရာကြီးချက်ထုတ်စီးပေးလိုက်တာတပတ်လောက်ကြာတော့အရိုးကသူ့အလိုလိုပြန်ဆက်သွားတယ်။ဘလောက်တောင်ကောင်းတဲ့ဆရာကြီးဗျ။ဘွားဆရာကြီးစီကိုလိုက်ပို့ပြီးဆရာကြီးကကုပေးပေါ့။တပတ်ကြာရင်မတက်တော့ဘူး။နှစ်ပတ်ကြာလည်းမတက်တော့ဘူး။သုံးပတ်ထိကုပေးတာတော့ဘာမှမထူးကြဘူး။ခုနအညိုွက်ကြီးနေရာနေအိတ်ကြီးဖောင်းတယ်လို့ဖောင်းတက်လာတာနဲ့ ကြောကူဆရာကြီးက "तू မနိုင်ဘူးဆိုတာထုတ်ပြောတယ်။ပိန်စလုံကစိတ်မှုစီသွားပြတော့နားကိုခွဲကြည့်တယ်။ပြည်တွေထွက်လာတာမနေဘူးဗျာ။ဒါလည်းမသက်တာ哦။ဒါနဲ့ယထာစီပြီးညောင်လေးပင်ဆင်းပြတယ်။ဆံဝင်တွေစုံနေရပဲ။အနာခွဲလိုက်တော့မှပူဆိုးပြီးဗပြင်းဖြစ်သွားတော့တာ။ပြီးစားထားတဲ့အသားတွေဆိုရင်ညီရဲတွန့်နေရပဲ။ခြေကောင်မှဖြစ်တော့ထင်းရရိုးတော်ပေါ်လာတယ်။နောက်ဆုံးတော့မရတော့လို့ဘကူတီဆင်းပြကြတယ်။ပစံတွေလည်းကုန်လိုက်တာတောက်တောက်လေး။ အခုမှစေယုံတက်ခိုင်းတော့ဥနေထွန်းမတက်ချင်ဘူးဆိုပြီးပြန်ချလိုက်ဥနေထွန်းပြန်ခေါ်လာတော့ဥနေထွန်းအပြားကြီးတက်ပြီးလူကတတိရလိုက်မရလိုက်နဲ့ဥနေထွန်းဆိုတာအရှင်ကထောင်းထောင်းမောင်းမောင်းဖိုက်ပူပူနဲ့ခုတော့တနာကွေးနှစ်နှစ်လောက်တွင်မှာတကူလုံးပိန်ကြပြီးအယိုးချောင်းလိုလိုဖြစ်သွားတာညံရိုးတွေဆိုရင်ပြင်ကိုဖောင်းထွက်နေတာဝါရာဆိုလို့ခြေောက်ခောက်လေခြေောက်တချောင်းမဲ့ကျန်နေအဲ့ဒီခြေောက်ကဖောင်းဖောင်းယူဖြစ်နေတာမသိရင်စင်ခြေောက်ဖြစ်နေရလူလူပဲကျုပ်တို့ငငယ်တုန်းက စင်ချင်းောက်ယောဂဆိုတာရှိတယ်။ကျွန်တော်တို့ကစင်ချင်းောက်တွင်လို့ဖောင်ဖောင်ကြီးဖြစ်နေတတ်တာမျိုးအခုဥနေထွန်း6ကြောက်ကြီးရလေအဲ့ဒီလိုမျိုးပဲအနာဘက်ပြေးကြီးရလေပြည်တဲ့ဆူဆူနဲ့ဗျာဥနေထွန်းကြည့်ရတာအသက်သာလှပါဘူးကျုပ်တော်တော်သိရတော့အမြဲငိုနေတာပေါ့ဥနေထွန်းစိတ်မမီတော့ဘူးဆိုပြီးတော့လက်လွတ်ထားရတာဗျအဖွားကလည်းသူ့တမန်ဖြစ်တာဆိုတော့ဘယ်စိတ်ကောင်းမှမလဲအတော်ကိုစားပြုစုလုပ်ကင်ပေးရတော့မအားဘူးပေါ့ဗျာကျုပ်ကလည်းចောင်းသားဆိုတော့ចောင်းသွားចောင်းပြန်လုပ်ရသေးတယ် တရက်တော်အဖွားဆိုကကျုပ်တို့အိမ်ကိုလိုက်လာတယ်။ဘွားဆိုကလမ်းသိမ့်မလျှောက်နိုင်တော့တံဝေးတထောင်ထောင်နဲ့ထောက်ပြီးတော့ရှောက်လာတယ်။လက်ထဲမှာလည်းတလုံးကြံလေးကိုင်းလို့အဖွားအဖွားဆိုကိုမြင်တော့နှံ့ကြိုးရှာတယ်။အစိုးရဘာလို့လိုက်လာရတာလဲ။နေ့တမန်နေမကောင်းဆိုလို့စုပြုတ်လာပို့တာပါကရင်မရဲ့။နေ့ချက်တော့လည်းမကောင်းမဲနဲ့အစိုးရငလင်းနဲ့ထည့်ပေးလိုက်လေရပါတယ်။ငါနေထုံးကိုကြည့်ချင်လို့ကလူတွေပြောတာတော့ကြကြမနေရတော့လက်လွတ်ထားရပြီဆို။ အဖွားမျက်ရည်ဆန်းဆန်းနဲ့ခေါင်းငိတ်ပြတယ်။ဒါနဲ့ပဲအဖွားဆုံးချင်းရဲ့ဒေါ်သေးတို့အိမ်စီကိုခေါ်သွားတယ်။သူကတလုံးကြံလေးခိုင်းပြီးနောက်ကနေလိုက်လာခဲ့တယ်။ဦးနေထွန်းကသူ့ကိုလာကြည့်ရတဲ့လူတွေနဲ့စကားတွေပါပြီးပြောနေရ။အဖွားဆုံးလည်းအိမ်ပေါက်ဝိုက်ရောက်ရော။အဖွားဆုံးကိုတစ်ချက်ကြည့်ပြီးဝုန်းစုလှည့်ချသွားပါလေရော။အဖွားဆုံးကလည်းဦးနေထွန်းကိုစိုက်ကြည့်နေ။ဦးနေထွန်းကသူ့ဘေးမှာချထားတဲ့ဆောင်ပါးလေးကိုယူပြီးခေါင်းမီဆွဲချုံတယ်။အဖွားဆုံးကအိမ်ပေါ်လှမ်းတက်ရင်ဦးနေထွန်းချီရဲမှာခါထောက်ပြီးတော့ အမေလက်ဆက်သက်တော့ဒီအိမ်ပေါ်ကိုဧည့်သည်ရောက်နေတာဟုတ်ဟဲ့ဘွားစောပါကိုပြောကျင်နေဆိုတာကျုပ်တို့နားမလဲဘူးဘွားစောကလက်ထဲကင်ထားတဲ့တောင်ဝေးနဲ့ဦးနေထွန်းရဲ့စင်ချီတော့လို့ခြေောက်ကြီးတစ်ဖက်ကိုထောက်ထဲလိုက်တော့ဦးနေထွန်းတန်းအားနဲ့အတန်ကုန်អော်တော့တာပဲကျုပ်တော်ဒေါ်သေးကအိမ်နောက်ဖေးကပြေးထွက်လာတယ်အဖွားစောရဲ့ကိုနေထွန်းကိုကြည့်လို့မလုပ်ပါနဲ့ဟဲ့နင်းယောက်ျားကိုလုံနေရမဟုတ်ဘူးမိသေးရဲ့နင်းယောက်ျားဟန်ဆောင်ထားတဲ့လူကိုလုံနေတာကုံလုံးအန်အောကုံနေဘသူကဟန်ဆောင်ထားတာလဲအဖွားစော ဒါကတော့ညီတို့ကိုယ်တိုင်မေ့ကြည့်ပေါ့အေး။တကယ်ဆိုရင်ဖွားစောကတောင်ဝင်းနဲ့ထောက်တယ်ဆိုရင်လေထောက်ထားတာ။ဖိထားတာမဟုတ်ဘူး။ဒါကဦးနေထွန်းကမခံမရက်နိုင်ဖြစ်ပြီးတော့អော်တာ။စောင်းကြုံနေရမထွက်ဘူး။ဖွားစောကတောင်ဝင်းကိုခက်တာတာမြောက်ပြီးအနာနီယာကိုဖိနိုင်တာ။ဦးနေထွန်းအတန်ပြင်းနေ။ခုနေရင်ကြာရှိရင်ကြာអော်ပါလျော။တချို့ကဦးနေထွန်းတေကန်လေးပြီးထင်ပြီးပြေးနေတယ်။ပြောစမ်း။နင်ဘသူလဲမှတ်မှတ်ပြော။ကျုပ်ကျုပ်နေထွန်းပါဗျ။အမေငါကငါ့ကိုလိန်ကျင်းနေသေးတယ်။ ဝါဆိုကပြောပြီးတန်ဝေးကိုသာထပ်ဖြေတာဦးနေထွန်ကောင်းမှထောင်ပြီးအော်တော့တယ်ဘသူမှဘာမှမလုပ်ရဲပဲဝါဆိုလောက်ကင်တာပြီးငေးကြည့်နေရတယ်ဟဲ့ကောင်ဒီကိုကြည့်စမ်းငါ့ကိုကြည့်စမ်းနေကောင်ကခေါင်းမိချုံခွာလိုက်ဦးနေထွန်လက်တွေတုံ့ရင်နေတယ်ခွာမှလားမခွာဘူးလားထပ်ဖြေလိုက်ရမလားမလုပ်ပါနဲ့ဗျာခွာဆိုရင်လည်းခွာပါမယ်ဦးနေထွန်ခေါင်းမိချုံထားတဲ့ဆောင်ဆွဲချလိုက်ပေးမယ်ဝါဆိုကမကြည့်ပဲအကြည့်နှွဲနေတယ်နေငါ့ကိုကြည့်စမ်းငါမျက်လုံးတက်တက်ကိုကြည့် ဥနေတော်မကြည့်ချင်ဘူးဒါပေမဲ့တုံတုံရင်ရင်နဲ့နောက်ဆုံးတော့ကြည့်ရှာတယ်နင်ဘယ်မှထွက်ပြေးဖို့မလုပ်နဲ့ကဲပြောစမ်းနင်ဘသူလဲဘာလို့သူ့ကိုဖမ်းဆားထားတာလဲပြောပြောပါမယ်ကျုပ်ကျုပ်နာမည်ဘောလို့ပါမြေဖို့ဘလူးပါသူပြောတော့ကြည့်နေတဲ့သူတွေအားလုံးထရှိတယ်ဘွားဆိုကကျုပ်တို့ကိုကြည့်ပြီးကြီးမနေနဲ့ဘောတော်တို့ဘောကျော်တို့ဘလူးနာမည်တွေကိုနင်တို့မကြဘူးမို့လားကဲပြောစမ်းနင်ဘယ်မှနေရလဲဘာလို့ပြူစားရလဲကျုပ်ကအရင်က ်တင်ချိုင်းကုန်းဘက်မှာနေပါတယ်။ခုတော့သူတို့ရင်နောက်ဘက်ကကုတ်ကူဘယောက်ကတောင်ပိုလေးမှာနေပါတယ်။သူများချံမှာလဲကုတ်ကက်နေပြီ။သူများကိုဖမ်းဆားကျင်လို့ရမလား။ရပါတယ်။ကျုပ်ပိုင်တဲ့ထဲမှာထိခိုက်တံရရသူမှန်သမျှကိုဖမ်းဆားပိုင်권ရှိပါတယ်။သူကဦးနေထုံကိုပြောတာ။လွန်ခဲ့တဲ့နှစ်လလောက်တော့ဒီကောင်လေးអော်လိုက်လို့အင်သာစီကိုပြေးနေတဲ့ချိန်ကျုပ်နေရဲ့တောင်ပိုကထွက်နေတဲ့မြေခဲတစ်ခုနဲ့ခလုတ်တိုက်မိတယ်။ဒီချိန်ကျုပ်ကဖမ်းဆားလိုက်တာပါ။นี่โจโรลาได้กองป่ะล่ะ ူးချက်ချင်းသူ့ကိုလှုပ်ပေးလိုက်စမ်းမလှုပ်နိုင်ပါဘူးလူသားစားရကန်ဒီမှပြန်မလှုပ်နိုင်တော့ပါဘူးသူ့အသားကိုစားပြီးသူ့ကိုကျုပ်စီမှာကြုံခံခိုင်းမလို့အကုန်ပြင်ဆင်ပေးပါပြီဘွားစောခရီးရီပြုံးလိုက်တယ်နင်းစားကြင်ငါနင်းကိုကြက်ဖို့ကြက်မှကျွေးမယ်သူ့ကိုလှုပ်ပေးလိုက်စမ်းပါမရဘူးလူသားနဲ့ကြက်သားမလဲနိုင်တော့ခမရကျုပ်ကိုနှိပ်စက်ခြင်းတလုံးနှိပ်စက်ချင်းတိုင်ဒီလူသေးမှာပဲနင်းကအသေးကောင်းလို့ပွဲတောင်းနေပေါ့ဟုတ်လားနင်းဒီနေမှာနေပြီငါအကြောင်းမသိဘူးလား ဦးနေထွန်းဘာမှမပြောဘဲဖွားဆိုးကိုစိုက်ကြည့်တယ်။ရုပ်ကလည်းခက်မှန်မှပဲဖွားဆိုးကခေါင်းတညိမ့်ညိမ့်နဲ့ငလင်းငါ့ကိုရေတဖလားလောက်ခက်ပေးစမ်း။ဒီမောကနေပြေးစင်းပြီးကြောက်စီတွေကနေတံဖလားနဲ့ရေတစ်ခွက်ခက်လာတယ်။ဖွားဆိုးကသူ့ခေါင်းမှာစိုက်ထားတဲ့တစ်သားစိုက်ပြီးနေကိုဖြုတ်ပြီးအဲ့ဒီရေထဲမှာစိတ်နေ။ဘီနီကိုရေထဲမှာထည့်ပြီးလေးငါကျန်လောက်မှုတယ်။ပြီးတော့ရေဖလားကိုဖွားစီပေးတယ်။ပြင်မိုက်ညို့အိမ်နောက်ဖေးကသူ့နေရဲ့တောင်ပေါ်ဒီရေသွားလောင်စမ်း တခါလေးအများကြီးမလောက်နဲ့ပြေးပြေးချင်းလောင်းချဟုတ်ပြီလားဘောဆိုကျုပ်သွားလောင်းချင်တယ်နေမသွားနဲ့ငလေးဒီချန်ကရင်မပိုင်တာဒီမြကရင်မပိုင်တယ်မြေပဲသူ့လုံမှရလိမ့်မယ်အဖွားဖလားယူပြီးတော့ထွက်သွားတယ်ဘောဆိုရဲ့ဘီနီလေးရှေဖလားလေးပါသွားတယ်ဘွားထွက်သွားပြီးတိတ်မကြောက်ဥနေထုံတရားကိုနှောင်းလက်တွေနဲ့ပို့ပြီးတော့အော်ဟစ်နေတော့တယ်ခင်ဗျားတို့မြင်တောင်ပြောရမယ်ဆိုရင်ရေချွေးရင်ဆက်ပြတိုက်နေသလိုပဲတကူလုံးပို့ပြီးပူတယ်ပူတယ်អော်တော့တာအစားအခတ်တိုးလိုပဲ နောက်တော့တော်တော်ကျဲလာတယ်။၃မိနစ်လောက်ကြာတော့တကူလုံးထွန်းထွန်းလူးတော့တာပဲ။ဒေါ်သေးကတော့မျက်စိပြက်မျက်နှာပြက်။ဟဲ့မီသေး၊နင်းယောက်ျားဘာမှမဖြစ်စေရဘူး။ငါဟိုအကောင်ကိုလှုပ်နေရ။နင်းအသားနေစမ်း။ခဏနေတော့မှဥနေထွန်းလက်ဟုတ်ချီပြီးကြောက်ပါပြီ။ကြောက်ပါပြီဖွာဆိုရင်။အေးဒါဆိုရင်ငါကြွေးတာကိုစား။နင်းသူ့စီကထွက်သွား။မသွားရင်ငါစိုက်ပြီးကိုနင်းတောင်ပေါ်ထဲထည့်ပြစ်လိုက်မယ်။ဟုတ်ကဲ့စားပါမယ်ဖွာ။ထွက်လဲထွက်ပါမယ်။ပြီးနေတော့မလှုပ်ပါနဲ့။ကောင်းပြီ။နင်ခုထွက် နင်းလှုပ်ထားတာရင်နင်းပြန်ယူသွားဒီလောက်စားရရင်တော်ရော့ပေါ့ငါကတိပေးတဲ့အတိုင်းကြက်ဖို့ကြက်မှလာကျွေးမယ်နင်းသွားတော့ဦးနေကျော်ခေါင်းငိတ်ပြီးတာနဲ့လူကရှေ့ကိုငိုက်ကြသွားတော့တယ်ဘေးကကြည့်နေတဲ့လူတွေအ мян ပြေးဆွဲပြီးခေါင်းပေါ်ပြန်ချပေးရတယ်ဒေါ်တေးရတော့ငိုတော့တာပဲဘာမှမဖြစ်ဘူးမိသေးဟိုကောင်ပူးတာကြလို့တတိမိနေရအကြခင်ကောင်းသွားလိမ့်မယ်ဘွားဖလားလေးခံပြီးတော့ပြန်လာတယ်ဘွားဆိုကစိုက်ပင်းလေးကိုပြန်ယူပြီးရေရွေခါထုတ်နေတယ်ကရင်မရဲ့ ြက်ဖို့ကြက်မအဆုံးရှာအမွှေးနှုတ်ပြီးမကြက်တကြက်ကင်းရေစလောင်းပုံနဲ့ထမင်းနေနေထဲ့ပြီးတော့အဘွားကြက်ဖို့ကြက်မကိုတင်းပြီးရင်တောင်ပေါ်နားမှာတွားချတာဟုတ်ပြီလားကျေးဇူးတင်ပါတယ်အစိုးရဒါနဲ့ဒီဘလူးငါချန်နေမှာရှိနေရင်ငါမကြိုက်ဘူးငါတို့ထက်ပြီးတော့ပြဿနာရှာနေအောင်မယ်ရပါတယ်ခင်ရင်မရင်နင်ကျွေးစရာရှိရတာကျွေးနိုင်ကျွေးပြီးငါသူ့ကိုနှင်ပေးမယ်ဘွားတို့လည်းအလုံးလျှောက်ကုန်တယ်ကြက်ဖို့ကြက်မတော့လွှဲတယ်ဗျကျုပ်တို့အိမ်နေမွေးထားတာဒီလိုနဲ့ဖွားစောပြောစလို့လောက်ကင်ပြီး တောင်ပို့ရှင်ထဲမှာသွားချပေးတယ်။ဝါဆိုကတောင်ပို့ရှိတဲ့နေရာကိုအိမ်ပေါ်ကလှမ်းကြည့်ရင်ရေပုတ်ဘောတို့နေငါပြောတာနားထောင်စမ်း။နင်းဒီမှာနေတာကိုရေပိုင်ရှင်ကမကြိုက်ဘူးဟဲ့။စားပြီးရင်နင်းသွားတော့ဒီကနေလွတ်ရလွတ်ချောင်းကိုသွား။ဒီအိမ်နဲ့တန်တောင်600အတွင်းနင်းပြန်လာခွင့်မရှိဘူး။ဝါဆိုကတယောက်တည်းပြောဆိုနေတာ။ထူးဆန်းတာတကူကရေစလောင်းပုံးကလေးမတိုက်ပဲကျုပ်တို့ရှိတယ်။ကွက်ခနဲလဲသွားတယ်။စလောင်းပုံးတွေထည့်ထားတဲ့ကြက်နဲ့ကောင်တွေထမင်းနေမြေပေါ်ကြကုန်တယ်။ ဒီချိန်တောင်ပို့အောက်ခြေအပေါက်လေးတွေကနေပြည့်စိတ်မဲမဲတွေထွက်လာကြတယ်။ပြည့်စိတ်တွေကခါချင်းကောင်လိုပုံစံမျိုးခေါင်းကတော်ကြီးတယ်။ကြက်သားတွေပေါ်ဒီကောင်တွေမဲအုံနေကြတာကြောက်စရာကြီးဗျာ။ဝါဆိုကသွားကြည့်မနေနဲ့ဆိုလို့အားလုံးပြန်လာခဲ့ကြတယ်။ဒီမော်ရောက်တော့ဥနေချုံကသတိပြန်လဲနေပြီ။သူပြောတာထူးဆန်းတယ်။သူနေမကောင်းတဲ့ချိန်သူ့ကိုလူတစ်ယောက်ကတွန်းလိုက်တယ်လို့ဖြစ်ဖြစ်ပြီးလွင်လွင်ထွက်သွားတယ်ဆိုပဲ။ဒီလိုလွင်သွားတိုင်းဘယ်နေရာမှမသိတဲ့နေရာကိုရောက်ရောက်သွားတာ။သူရောက်သွားတဲ့နေရာက မြေရောက်ထင်းရဲ့ဂူကြီးလိုလိုနေရာမျိုးတဲ့အဲ့ဒါပြီးတော့ဥနေထွန်ထူးထူးထောင်းထောင်းပြစ်လာတယ်။အနာလေးစေးပြန်တိုးပြီးအတန်တို့တွေတဖြည်းဖြည်းပြန်တက်လာတယ်။တလားတော့မကြောက်ဘူး။လမ်းတော့ပြန်လျှောက်လာနိုင်တယ်။ဥနေထွန်နေကောင်းတော့ဖွားစောစီကိုတွားပြီးတော့ကတော့ကြသည်။ဖွားစောကစေးဘူးဝါကတို့ပညာကြီးတို့ဘာမှမရှိဘူး။ဥနေထွန်ကတော့သွားရဲ့ပတ်စံမျိုးတော့အယုံစုံနောင်းနေတဲ့ထဲ့လူလိုက်တယ်။တံပိုးကြီးကဘာဖြစ်သွားလဲဆိုတော့ချိန်ကြာရနေမြတ်တဖြည်းဖြည်းသေးကြပြီးတော့ ောက်ဆုံးဂုံးမမှုလေးဖြင့်ကြံခဲ့တော်တယ်။အဲ့ဒီမှာနေတဲ့ဘလူဘယောက်သွားလဲတော့ကျုံလည်းမပြောတတ်ဘူး။ဘွားစောသားအတိနောက်ကြိုင်ဥနေထွန်းတယောက်ရေဖုတ်ဘလူစားခံရပြီးတော့တေးမာဗျာ။ဒါကိုသိလို့များဘွားစောဟာသူတို့အိမ်ရနေကျုပ်တို့အိမ်ထိတံဝေးတစ်ချောင်းထောက်ပြီးရှောက်လာသလားပဲ။ဒါကတော့ဘွားစုံနဲ့ပတ်သက်တဲ့ကျုံရဲ့ပွဲဥထွဲအတွေ့အကြုံပေါ့ဗျာ။ဘွားစုံနဲ့ပတ်သက်ကျုံမှပြောစရာတွေအများကြီးရှိနေသေးတယ်ဗျာ။ပရိသတ်များရှင်ဒီနေ့ရတင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။ နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်